လူမြားသမားစီးပွားရေးလှုပ်တာကအခုမှမဟုတ်ပါဘူးအရင်တည်းကလူတွေလည်းအရင်တော့ကလည်းလှုပ်ကြတာအခုလည်းလှုပ်နေကြတဲ့သူတွေတပုံကြီးပါမိုက်တယ်လေကျွန်တော်ကျွန်တော်ကဒီဟာနဲ့ပတ်သက်လို့ကိုဝါသနာပါတဲ့အလုပ်လုပ်ရမှာဆိုတော့ကျွန်တော်တို့အတွက်ရုပ်ရှင်တကားရိုင်းရတော့မလို့တက်ကြွတယ် I'm bright or I'm for now တော့အာတခြား use ကိုအစ်စ်ကိုအကုန်လုပ်မှာပေါ့ iPhone ကတော့အတီးကဖြစ် စိတ်ကူးရှိတယ်လှုပ်ချင်တယ်ဟိုကျွန်တော်ရုပ်ရှင်မဟုတ်တယ်တခြားစီးပွားရေးတခုမလှုပ်ချင်လဲဆိုလို့ရှင်အဲ့ဒါလှုပ်ချင်နောက်တစ်ခုတတ်တတ်လို့ဇာတောက်ဆိုင်တခုဖွင့်ချင်ဒါငကိုရေကစိတ်ကူးချက်အဆုံးပြတယ်ဟုတ်ကူပြအကုန်လုံးရှိမှာပါ Android ရော iPhone နောက်တော့အာတခြား use ရောအစ်စ်ကောအကုန်လုံးမှာပါ iPhone ကအဓိကဖြစ် ကြာပြီဟိုးရင်တွေကလည်းစိတ်ကူးကူးတယ်မမရင်ရဆိုလို့ရှိရင်ကျွန်တော်7 plus လောက်မှတည်းကဒါကိုလှုပ်ချင်တာ7 plus လောက်မှတည်းကဒါကိုလှုပ်ချင်ခဲ့တယ်အဲ mix တွေထဲမှာလှုပ်တာတွေတွေ့တော့လဲသဘောကျဒါတော့ကျွန်တော်အထီးခံလို့မရဘူးလေဒါကျွန်တော်ရုပ်ရှင်လုပ်ငန်းကျွန်တော်ရဲ့ဟို mother unit တဲ့ဖြစ်တယ်နောက်တစ်ခုကဒါကျွန်တော်ရဲ့ပင်မအတမွေဝမ်းကြောင်းအလုပ်လည်းဖြစ်တယ်ကျွန်တော် main professional ဆိုတော့ရုပ်ရှင်အလုပ်ကိုတော့အထီးခံလို့မရဘူး ညာကြောင့်ရွှင်ထုတ်လို့ရေကိုလှုပ်ခဲ့တာအခုဒီနှစ်မှာ2025မှာဆယ်နှစ်ပြည့်ပြီပေါ့နော်10နှစ်ပြည့်ပြီကျွန်တော်ငိုတဲ့က plan ကဒုတိယ10နှစ်မှာရှေ့လာမယ်ဒုတိယ10နှစ်မှာကျွန်တော် director အဖြစ်နဲ့နည်းနည်း short ချောင်း short ချပြီးတော့ကျွန်တော်ညာကြောင့်ရွှင်ထုတ်လို့ရေမှာထုတ်လို့သူနေရာမှာပဲနေပြီးတော့အခြား director တွေနဲ့ပို့ပြီးတော့အလုပ်လုပ်မယ်ဒါကငိုတဲ့ကကျွန်တော် plan လုပ်ထားပြီးသားဟုတ်ဆိုတော့ဒုတိယ10နှစ်အတွက်စပြီးတော့ plan ချရမှာ အဲ့ရိုးရိုးလေးပဲပြီးမှာပါဒါဟိုကျွန်တော်ဇာကားနာမည်ပေးတာမဟုတ်ဘူးလေဇာကားနာမည်ပေးတာမဟုတ်တဲ့အတွက်လူတိုင်းမှတ်မိလွယ်တဲ့အဲစီးပွားရေးလုပ်ငန်းတစ်ခုလို့ပဲရိုးရိုးလေးပဲပြီးမှာပါဇာကားနာမည်မဟုတ်ဘူးတွေ့ကြည့်ရပါမယ်ရှိပြီပြောပြတယ်နော်ကျွန်တော်ဒေချာလေး launch လုပ်ပါမယ်အခုချက်ချင်းလက်ငင်းမှာတော့အများကြီးပြောပြလို့တော့မရသေးဘူးပေါ့နော်အခုကျွန်တော်လည်းအခုမှစပြီးလေ့လာပြီးပြင်ဆင်နေရဆိုတော့ထည့်ရတာတွေတော့ရှိတာပေါ့လိုရဲ ဟိုဟာလေးလိုလိုက်ဒီဟာလေးလိုလိုက်ဘာလိုမလဲစဉ်းစားလိုက်မိတ်ဆွေတွေကအကြံပေးလိုက်ဖြည့်လိုက်နေတော့လုံနေတာပေါ့နော်ပြလိုက်လောက်လာတော့ဘယ်လောက်လောက်တောင်ဟုတ်ပါ့။ပြောတော့ပါဘူးအဲ့ဒါတွေကတော့ဒီလိုပဲဇီးပွားရေးတစ်ခုလှုပ်တယ်ဆိုတော့အရင်နေ့ကတော့ရှိပါပဲလေ။မရင်းမဲနဲ့ညံ့ချင်လို့ပါမရဘူး။ဟာကတော့တော့ရှိတာ။ရှိတာပေါ့ရှိတာပေါ့။တစ်ခုရှိကျွန်တော်ကဒီဟာကိုလေဇီးပွားရေးဆိုတာလည်းပါတယ်။နောက်တစ်ခုကကျွန်တော်ဝါသနာလည်းပါတယ်။ကျွန်တော်ကဟိုလူတွေကိုဒီ technology နဲ့ပတ်သက်လို့ sharing လုပ်ပေးနေရတာကိုပြောတယ်ဟိုအခုကျွန်တော်ဆိုပါတော့ iPhone ကိုင်နေတဲ့သူအချင်းချင်းဆိုလို့ရှင်သူဘာတွေသုံးနေလဲသူဘာတွေသုံးတဲ့လို့လဲကျွန်တော်အများကြီးအကြံပေးနိုင်တယ်ဘာလို့ဆိုတော့ကျွန်တော်နေ့စဉ် iPhone က အများဆုံးသုံးပြတဲ့ဟာကျွန်တော် App Store ပေါ်မှာအချိန်အများဆုံးကုန်ပြတယ်ဆိုတော့ဒီမှာရှိတဲ့ app တွေအကြောင်းဘယ် app ကတော့ဘယ် application ကတော့ဟို one time purchase နဲ့ရတယ်ဘယ် application ကတော့ subscription plan နဲ့သွားတယ်မဆိုပါတော့ photo editing လုပ်မယ်ဆိုလို့ချင်းဘယ် application ကိုသုံးလို့ရှိရင်တော့ဈေးတက်တက်တက်တာနဲ့ဘယ်လို features တွေရတယ်ကျွန်တော်အရှိမကိုယ်တိုင်ပတ်စံကုန်ခံပြီးတော့အများကြီးဟိုသုံးမှုတော့ ဆိုတော့အဲ့ဒါမျိုးတွေကိုကျွန်တော် sharing လုပ်ပေးနိုင်တယ်။မဆိုပါ video editing ဆိုလို့ရှင်အမှလူတွေအသုံးများတဲ့ software တွေမဟုတ်ပဲနဲ့ blue software တွေကသုံးလို့ရှင်လွယ်လွယ်ကူကူဒီမှာအလုပ်လုပ်လို့ရတယ်ဆိုတာမျိုးတွေတချို့ဘောတလုံးအမှကျွန်တော်မေ့ချင်တချို့ iPhone ကင်နေပြီးတော့အထဲမှာ iMovie နဲ့ဘာတွေလုပ်လို့ရတယ်ဆိုတာမသိသေးတဲ့လူတွေအများကြီးပဲ garage band နဲ့ဘာတွေလုပ်လို့ရတယ်လို့မသိသေးတဲ့လူတွေ iPhone ကင်နေတဲ့လူတွေမှာအများကြီးပဲသူလက်ထဲမှာလည်းကင်ထားတာ iPhone ပဲကျွန်တော်ကဒါလုပ်တစ်ခုလုပ်ပြထားတော့ ဟမ်မိုက်တယ်ဆိုမဟုတ်အဲ့ဒါအထင်းမှာပါတဲ့ building application တွေပဲလောက်ထားတာလေလို့ဆိုတော့အဲ့ဒါအဲ့လိုပါမန်းလို့မသိတဲ့သူတွေတပုံကြီးပဲဆိုတော့အဲ့ဒါမျိုးတွေကိုကျွန်တော် sharing လုပ်ပေးစေချင်တယ်လက်ထဲမှာ smartphone လုံးကင်ထားပြီးတော့တကယ် smart life တကူကိုသွားစေချင်တယ်ဒါမျိုးတွေကိုကျွန်တော်ကအများကြီးဟိုပြောပြပေးနိုင်တယ်အဲ့လိုပြောပြရတာကိုလည်းဝါသနာပါတယ်ဆိုတော့ဟိုတခြားဖုန်းဆိုင်တက်စားလို့ရှင်တော့ကျွန်တော်တို့နည်းနည်းပို့ပြီးတော့ user friendly ဖြစ်မှာပါ အမ်ဘယ်လိုပြောမလဲဗျာ user တယောက် customer တယောက်လာပြီဆိုလို့ရှိရင်သူနဲ့ဘယ်ဖုန်းနဲ့တင့်တော်တယ်လဲမဆိုပါတော့လာကလေးက default ကိုဝယ်မယ်လို့ဆုံးဖြတ်ပြီးလာတဲ့သူဆိုရင်တော့ it's okay လေဒါအဲ့လိုမဟုတ်ဘဲနဲ့ဘာဝင်ကောင်းမလဲဆိုတဲ့သူမျိုးဆိုရင်ကျွန်တော်အကြံပေးနိုင်တယ်သူတင့်တော်တဲ့ budget နဲ့သူကင်တဲ့သူကင်ခြင်းတော့တဲ့ budget ထဲမှာဘယ်ဖုန်းကသူ့အတွက်အဆင်အပြေဆုံးဖြစ်မလဲ ကျွန်တော်ကောင်းကောင်းအကြံပေးနိုင်တယ်။ဘာလို့လဲဆိုတော့ကျွန်တော်ကဒါတွေကရှေ့မှာကျွန်တော်ကိုယ်တိုင်ပတ်စံကုန်ခံပြီးတော့သိထားခဲ့ရတဲ့ lesson တွေလေ။ဒါဆိုတော့အဲ့အရာတွေအကုန်လုံးကျွန်တော်ကောင်းကောင်းပြောပြပေးနိုင်တယ်။မာ content creator တယောက်လာမယ်ဆိုလို့ရှိရင်လည်းသူ့အတွက်ဘယ်လို application မျိုးတွေကအလုပ်ဖြစ်တယ်။ဘယ်လိုဆိုလို့ရှိရင်တော့လွတ်လွတ်ကူကူဟိုသွားလို့ရတယ်ဆိုတာမျိုးတွေကျွန်တော်ပြောပြပေးနိုင်တယ်။ကျွန်တော်တခုခုလုပ်အများကြီးမစင်စားဘူး။စင်စားလိုက်တဲ့ကိစ္စတွေကမလုပ်ဖြစ်တော့ပဲပြက်တာများ ဆိုကျွန်တော်တခုခုလုပ်လို့ရှင်ခြိလန်းတလန်းစနှမ်းလိုက်ဖို့ပဲလိုတာပါတခုခုလုပ်ရင်ကျွန်တော်ကအမြဲတမ်းအများကြီးမစင်စားဘူးလှုပ်လိုက်တယ်စလှုပ်လိုက်တယ်နောက်ခြိလန်းတခုအခုလိုလိုပါလာလိမ့်မယ်မှားလားမှားရင်ခံလိုက်တော့မလုပ်ဘူးမှန်မှန်ဆက်လျှောက်လိုက်ဒါပဲကျွန်တော်ဒီလိုပဲသွားတာမိုက်တယ်လေကျွန်တော်ကျွန်တော်ကဒီဟာနဲ့ပတ်သက်လို့ကိုဝါသနာပါတဲ့အလုပ်လုပ်ရမှာဆိုတော့ကျွန်တော်တို့ကရုပ်ရှင်တကားရိုင်းရတော့မလို့တက်ကြွတယ်လုပ်ငန်းလုပ်ဖို့အဓိကဘုံလို့ပေါ့နော်ဒါ ိုပြောပြတာအလေးစားဆုံးဖောက်ခိုင်းနဲ့ပတ်သက်ပြီးတော့ပြင်းစိတ်ပြောပြရဲ့အခုရဲ့ကဘာလို့ဖြစ်လဲ။ကစ်တီလေးပါ။ကေဒီလေးနဲ့ကျွန်တော်လည်းစသတိတာဆိုလို့ရှိရင်၅နှစ်ကျော်လာခဲ့ပြီပေါ့နော် Travel Promise ကနေစသတိခဲ့တာ Travel Promise ကနေစသတိပြီးတော့နောက်ပိုင်းခင်သွားတယ်ခင်သွားပြီးတော့အဲဒီတော့က COVID အချိန် COVID အချိန်ကျွန်တော် Master ပြီးတော့သူ့ဆိုင်သွားတာသူက Master ထားလဲမှတ်မိပါတယ်ဆရာတဲ့ဆိုပြီးတော့ခင်သွားကြပြီးတော့အဲဒီနောက်ပိုင်းနေကဟိုတောက်လျှောက်သူနဲ့ပဲ တွေ့ပြတွေ့ပြအလုံးလုံးဖြစ်တယ်ဗောလေဆိုတော့ဂျာမာသူတရုတ်ဆောင်ဝါသနာပါတာကိုလည်းသိတော့ကျွန်တော်ဘုံဆွေတို့ပါတော့ရိုက်ခဲ့တော့ဆိုတော့သူနဲ့ကျွန်တော်နဲ့ဂျာထဲမှာကမိတ်ဆွေဆိုတာနဲ့ပို့ပြီးတော့မောင်နှမတွေလို့ရင်းနှီးသွားကြပြီကျွန်တော်လူအပ်တာရှိရင်လည်းသူအမြဲကူညီပေးတယ်သူရိုက်ချင်တယ်ဆိုလို့ရှိရင်လည်းဆရာရိုက်ပါဦးဆိုလို့ရှိရင်လည်းကျွန်တော်ကားရိုက်ဖြစ်တယ်ဆိုတော့ KTV လေးနဲ့ကျွန်တော်နဲ့ဂျာထဲမှာယုံကြည်မှုကတိဆောက်ပြီးတာပါ ကြည့်ရရှိရမိတ်ဆွေတွေရှိရအခုပြောပြောထားပြီးတကယ်မဝင်လိုက်ရအောင်ပါလူပညာတော်ရအောင်တော့လည်းလာပြောပါပါပြောထားတာရှိပါอืมကျွန်တော်အများတဲ့တက်တာအောင်ရောင်းရောင်းပြစ်ပါပါဘာလို့လဲဆိုတော့ကျွန်တော်အဓိကဟိုစီးပွားရေးလှုပ်ချင်တာတဝက်ရနောက်တစ်ခုကဟိုကိုယ်ဝါသနာပါတာလည်းဖြစ်တယ်လေဆိုတော့အများအစုံအများကြီးတင်ပြီးတော့အာငါတော့လောဘတကြီးလုပ်မယ်ဆိုတာမျိုးမရှိပါဘူး ဆိုတော့အများတခြားသူတွေလည်းအများကြီးတက်တာအောင်စီစဉ်ပေးပါပါအဓိကပြောချင်တာဝယ်တာမဝယ်တာထားလာခဲ့ပါကျွန်တော်တို့ဖုန်းအကြောင်းတွေတူတူထိုင်ပြောကြမယ်ဆိုတာမျိုးဖြစ်ချင်တယ်အခုဝန်ထမ်းတွေခေါ်နေပါပြီဝန်ထမ်းတွေခေါ်နေပါတယ်ဝန်ထမ်းတွေခေါ်ပြီးတော့ကျွန်တော်အမြန်ဆုံးတော့အကောင့်ပဲပေါ်မှာပါဖွင့်ပွဲရက်ကိုလည်းအသိပေးပါမယ်တခုရှိပါတယ်ဟိုအနုမြာသမားစီးပွားရေးလောက်တာကအခုမှမဟုတ်ပါဘူးအရင်တည်းကလူတွေလည်းအရင်တော့ကလည်းလောက်ကြတာပဲအခုလည်းလုံနေကြတဲ့သူတွေတပုံကြီးပါ ဗိုင်းနေနဲ့တက်ပြောစရာမလိုပါဘူးဗျာပြိဿတ်တွေတိပါတယ်အမှုပညာသမားစီးပွားရေးလို့တာအခုမှမဟုတ်ပါဘူးကိုဝါသနာပါတဲ့အလုပ်ကိုပဲစီးပွားရေးတစ်ခုဖြစ်အောင်လုပ်ကြည့်တာပါ